အားလုံးပဲမင်္ဂလာပါ။တက်ထောင် YouTube Official Channel နဲ့ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးကတော့မနေ့ညရှင်ပြန်ကစားသွားတဲ့ Inter Milan အသင်းနဲ့ Barcelona အသင်းတို့ရဲ့ Champions League ဈေးဖိုင်နဲ့ဒုတိယကြိုပွဲစဉ်ပေါ့နော်။ပွဲစဉ်ရဲ့ပွဲကြိုသုံးချက်ပါ sorry ပွဲပြီးသုံးချက်လေးမဖြစ်ပါဘူးခင်ဗျ။အရင်ဆုံးကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုတော့အသင်းနှစ်သင်းလုံးရဲ့လူစည်းရင်းထုတ်ပုံကတော့ ပထမကြော့အတိုင်းပဲကျွန်တော်တို့ဘာမှအပြောင်းလဲမလုပ်ဘဲနဲ့လုံဆင်းထုတ်လာတာတွေ့ရတယ်။အင်တာမီလန်ဆိုရင်ပထမကြော့အစတစ်ယောက်တိုင်းပြန်ပြီးတော့ပေါ်ထွက်လာတယ်။ဘာစီလိုနာဆိုရင်ပထမကြော့အစတစ်ယောက်မှာကျွန်တော်ဒီ right back ကစားရတယ်။ကွန်တီဒန်ယာရှိသွားတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာ Eric Garcia ထည့်ပြီးကစားတာလွယ်ဂျန်နဲ့ကစားတော့မှအဆုံးနဲ့စတစ်ယောက်လုံးပထမကြော့အတိုင်းပဲပြန်ပြီးပေါ်ထွက်လာတာကိုတွေ့ရတယ်ဗျ။ အဲ့တော့ပထမပိုင်းခြေစမ်းရဆိုတော့အင်တာမီလန်ပွဲပေါ်ချင်းကတဲ့ပုံစံပြီးတော့ဘာစီလိုနာအသင်းရဲ့ကစားသမားတွေရဲ့အမောက်ဆောင်ပြီးတော့ဘာစီလိုနာအသင်းရဲ့ကစားသမားတွေရဲ့ပေပူမူမာတွေဆုံးဖြတ်ချက်အမားတွေကနေခွင့်အကောင်းဆုံးအသုံးချပြီးတော့တွင်းကိုနှစ်ကိုရရှိအောင်ဆွဆောင်သွားတယ်အဲ့ဒီမှာတော့ကျွန်တော်ဒုတိယဂိုးဖြစ်တဲ့ပိုင်နယ်တီတွင်းကိုကတော့အဲဗီယာနဲ့ကွင်းလက်တိုင်ကြီးရဲ့ဆုံးဖြတ်ချက်အနည်းငယ်လေးပြင်းထန်လို့တော့ကျွန်တော်ထင်မိတယ်အဲပုံမှန်အတန်းရဆိုရင်တော့ဒီဖောင်းပါဘောနော်ဒီပိုင်နယ်တီ area စီးတွေမှာဖြစ်ပေမဲ့ soft form ဖြစ်တဲ့အပြင်ကမှာ အဲလော်တိုရိုမာတီနက်စ်ရဲ့ချီအောက်တဲ့ဆိုင်ဘောလုံးပို့ပြီးဦးစားပေးပြီးဖျက်ထုတ်တဲ့ဆိုတော့ကိုဘာစီရဲ့ဖျက်ထုတ်မှုမှာ ုံမှန်ဆိုရင်တော့ကျွန်တော်ပန်နရီပေးတဲ့အနေထားမှာတော့မဟုတ်ဘူးဒါပေမဲ့ဖေးရကြင်ကြည့်ပြီးတော့မှအနည်းပြောက်ွက်တွေအနေနဲ့စင်တန်လူကြီးကပန်နရီဆိုပြီးတော့ပြစ်တယ်တတ်မှတ်ပြီးတော့ပန်နရီပေးလိုက်ရတယ်ဟိုပရမာပိုင်းဒူစီယိုနဲ့ပေးသွားတဲ့အချိန်မှာဒုတိယပိုင်းမှာတော့အင်တာမီလန်ရဲ့ပွဲပဲဖြစ်သွားမယ်လို့အားလုံးထင်နေကြတဲ့အချိန်မှာမှဘာစီလိုနာအသင်းကဒုတိယပိုင်းမှာပထမပိုင်းနဲ့မတူတဲ့ကစားတဲ့ပုံစံနဲ့ကစားပြီးတော့သွင်းမှုနှစ်ခုကိုကျွန်တော်တို့တိတ်မကြငင်ပါတော့မိနစ်60မတိုင်ခင်မှာပဲသွင်းမှုနှစ်ခုကိုဆော့ဆစီရရှိအောင်ဆွမ်းဆောင်ခဲ့ပြီးတော့ တူတူဆိုရဲ့ရက်လက်ကိုပုံဖော်သွားခဲ့တာကျွန်တော်တွေ့ခဲ့ရတယ်။အဲ့ဒီမှာလည်းဘာစီလိုနာအသင်းရဲ့တိုက်ဆက်သွားတဲ့ပုံစံတွေအဲကျွန်တော်ဒီဘာစီလိုနာအသင်းရဲ့တိုက်ဆက်သွားတဲ့အလုပ်လုပ်ပုံတွေပြောင်းလဲသွားတာကိုတွေ့ရတယ်ဗျ။ပုံမှန်အားဖြင့်ဆိုရင်လမိုင်းယာမဲတို့ရော်ဖင်ဟာတို့ဖာရန်တိုရက်စ်တို့ပက်ထရီတို့ဒီကြောင်တို့ရဲ့တွဲဖက်တွေနဲ့ပေါ့နော်ကျွန်တော်ဒီ16ကစီရက်ထိဖွင့်ပြီးတော့ဂူသွင်းရရှိဖို့ဂူသွင်းဂူရရှိအောင်ဆွမ်းဆောင်တဲ့ဘာစီလိုနာအသင်းရဲ့အဲတိုက်ဆက်သွားတဲ့ပုံစံကဒုရပိုင်ရောက်တဲ့အခါကျတော့တောင်ပံနေရနေ crossing သွားပြီးတော့နေရာလွတ်တယ်ပေါ့အဓိကကတော့လမိုင်းယာမဲကို2-3လောက်တင်းချုပ်ထားတဲ့အချိန်တွေ အဲကျွန်တော်ဒီတိုက်စစ်မှာဆိုလဲ foreign twins တို့ rafinha တို့ကို man to man နေယူထားတဲ့အချိန်တွေမှာတစ်ဖက်က eric garcia တို့ daniel omo တို့ကနေရာလွတ်တွေရသွားပြီးတော့အဲ့ဒီနေရာလွတ်တွေအနေနဲ့အကောင်ဆုံးအသုံးချပြီးတော့ jared martin ရဲ့ပေးပို့မှုနှစ်ချိန်ကနေဂိုးနှစ်ချိန်ရခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာလဲ barcelona ကပဲတောက်လျှောက်ထိန်းချုပ်ခဲ့ပြီးတော့ rafinha ရဲ့အသွင်းကိုလည်းဦးဆောင်ပေးသွားတဲ့အချိန်မှာတော့ barcelona အသင်းရဲ့ပွဲတစ်ပွဲဖြစ်သွားပြီး barcelona အနေနဲ့အကောင်ဆုံးပြန်ပြီးတော့ epic comeback တစ်ခုပြန်လုံးပြနိုင်ပြီးတော့နောက်ကျော်ဒီနောက်တစ်ဆင့်ဖြစ်တဲ့ final ကိုတက်သွားပြီလို့အလုံးထင်မှတ်ခဲ့ပြီးမြင်လဲပွဲပြီးဆုံးကန်ပြီးကျွန်တော်ဒီ imagine င်ချိန်ကို5မိနစ်ပေးတဲ့အချိန်မှာနာကျင်ချိန်ကို3မိနစ်အရောက်မှာအဆာဗီယက်ကိုဘာစီလိုနာတင်းနဲ့ပြန်ပြီးခွင့်ပြုခဲ့ရတယ်ဒီဂိုးမှာတော့ဘာစီလိုနာတင်းရဲ့ကစားသမားတွေက3-2ဖြစ်သွားပြီဆိုရဲနောက်ပိုင်းမှာ အဲကျွန်တော်ပြောမှဆိုရင်ဘုံမပေးရအောင်အသေးအတန်ဖြတ်ထုတ်ရမယ်အစားသူတို့ပုံမှန်ကစားနေကြအတိုင်းပဲဆက်ပြီးကစားတာတွေးရတယ်လို့ပြီးဘာစီလိုနာရဲ့အာနေဂျက်တခုဖြစ်တဲ့ပြိုင်မင်အသင်းပေါ်ကျွန်တော်ပြောရပြီးရှော့တော့မိတဲ့အနေထားပေါ့နော်အင်တာမီလန်နေနဲ့ဒုတိယပိုင်းမှာဘာမှမလုပ်နိုင်တော့တဲ့အနေထားမှာအင်တာမီလန်နေနဲ့3-2ဖြစ်သွားပြီဆိုတော့အချိန်မှာဘာစီလိုနာအသင်းဒီအင်တာမီလန်နေဖြစ်သူတို့ကိုဒုက္ခမပေးနိုင်တော့ဘူးသူတို့တော့အန်ရီမရှိတော့ဘူးဆိုတဲ့အနေထားနဲ့ပုံမှန်တိုင်းပဲဆက်ကစားတယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ လီဗနော့စကီကိုထည့်ပြီးကစားတယ်ဖာရန်တော့စ်ကိုထုတ်လိုက်တယ်ဒါမှလည်းလီဗနော့စကီကိုထည့်ပြီးထည့်ကစားတဲ့ပုံစံကနီပြဟန်စီဖလစ်အနေနဲ့အလွန်ကြွတိုက်စစ်ဖွင့်ကစားလာမယ်အင်တာမီလန်အသင်းရဲ့တိုက်စစ်ကိုနည်းနည်းလေးပြန်ပြီးတော့ဟိုလီဗနော့စကီရဲ့ကျွန်တော်နာမည်တစ်ခုနဲ့ပေါ့နော်ပြန်ပြီးတော့ထိန်းလိုက်တဲ့အနေဒါပြန်ပြီးတော့ကျွန်တော်တို့ ထောက်လိုက်တဲ့အနေအထားတစ်ခုမှာအလုပ်ဖြစ်လာဆိုလည်းအလုံးမဖြစ်ခဲ့ဘူးဗျ။ဒါပေမဲ့လက်ချက်မိနစ်9မိနစ်10မိနစ်လောက်ကျန်တဲ့အချိန်မှာတော့အင်တာမီလန်အနေနဲ့ဒူးအော်တိုင်းလုံးဝမဲ့အချိန်မှာအစာဘီတော့အစတိုက်စစ်ကိုလိုက်ပြီးတော့ကစားတယ်။အဲ့ဒီရဲ့သွေးမှုမှာဆိုလည်းအဲကျွန်တော်လူစားဝင်ကစားသမားဖြစ်တဲ့ရော်နယ်အာရိုဂျိုပေါ့နော်အာရိုဂျိုလက်ရှိ ဘာစလိုနာတင်းရဲ့ခေါင်းဆောင်အာရိုဂျိုရဲ့လူကက်ကစားတဲ့ပုံအားနည်းချက်တွေသူ့ရဲ့အားနည်းချက်တွေကြောင့်ကျွန်တော်ဒီအစာပြီးအသင်းကိုခွင့်ပြုခြင်းခံရရတယ်။အဲ့တော့အချိန်ပုံမှာဆိုရင်တော့ပုံမှန်တိုင်းဆိုဘာစလိုနာရဲ့ကွန်းနဲ့လောအားနှုံးနဲ့ဘာစလိုနာရဲ့ငယ်ရွယ်တဲ့ကစားသမားတွေရဲ့ကစားအားအရာဘာစလိုနာသင်းပို့ပြီးတော့အတားစီရရှိတဲ့နယ်ဆိုပေမဲ့လည်းကျွန်တော်တို့ market store ရဲ့အတိုးအလုပ်တွေ market store ရဲ့ရုံးအားတွေပဲတဆင့် Ronald Arojo ရဲ့အားနည်းချက်ကနေပဲတဆင့်ကျွန်တော်တို့နောက်ထပ်ဥဆောင်လို့တခုခွင့်ပြုခဲ့ရတယ်ဒီကုမှာဆိုရင် market to brand ဆိုကျွန်တော်တို့ပွဲစတဲ့နေ့ကစားတဲ့အချိန်ကျွန်တော်ဒီ ဒီပထမပထမပိုင်းပေါ့နော်ကျွန်တော်တို့ချိန်ဘူမိနစ်အပိုင်းချလေးဆိုသူကစားတဲ့မိနစ်ပေါင်းပြီးပွဲချိန်က100ကျော်လောက်ဖြစ်နေပြီဗျာမိနစ်ပိုင်းအရူဂျိုဒီဒုတိယပိုင်းမိနစ်60လောက်မှတာကျွန်တော်ဒီအီနာဂိုမာနီနက်စ်ကနေကမှဝင်လာတယ်။အဲပထမပိုင်းကျွန်တော်ဒီအချိန်ပိုမိနစ်ထိဂိုးပေးရတဲ့အချိန်ပြီးဆိုမိနစ်40လောက်ပဲရှိတယ်။ဒါပေမဲ့မိနစ်100ကျော်လောက်ကစားထားတဲ့ကစားသမားရဲ့တူအားနဲ့ယုံအားနဲ့ပြမမှုတောင်မိနစ်40လောက်ပဲကစားရသေးတယ်။ကစားသမားတစ်ယောက်ကအကောင်းဆုံးမကာဝင်နိုင်မင်းနဲ့သူ့ကိုလှည့်ထွက်ပြီးတော့မှ16လိုက်စီးထဲမှာပြန်ပြီးတော့ပေးပို့တဲ့ဘောလုံးပေါ်မှာတစ်ဆင့်ပါဝဲလာက အနောက်မှာရှိတဲ့ fratacy ကိုကန်တင်မှုတို့အလိုက်တင်လေးချပြီးတော့ fratacy အကောင်းဆုံးအသုံးချပြီးတော့တင်သွားတဲ့သွေးမှုတစ်ခုမှာတော့ဘာစီလိုနာနဲ့တော်တော်လေးကိုကက်ကက်ခဲခဲနဲ့ကျွန်တော်တို့ပေးကိုပေးလိုက်ရပြီးတဲ့အချိန်မှာပြန်လာမှုတို့ခက်ခဲသွားပြီးအဲ့ဒီနောက်ပိုင်းမှာတော့လမိုင်းရမယ်ကန်ချက်တွေ Lewandowski ရဲ့ခေါင်းတိုက်ချက်တွေအချို့ရရှိခဲ့တယ်ဆိုပေမဲ့လည်း Inter Milan အသင်းအောင်တော့ခက်စုပ်ကိုအကောင်းဆုံးလုံလုံချုံချုံကစားဝိုင်းနေတယ်ပဲ final ကိုတက်ဖို့တော့လုံလောက်တယ်ကျွန်တော်တို့ဆော့ဆောင်ရုံတစ်ခုပြတ်သွားပါဘူးအမှန်ဆိုရင်တော့ ီပွဲစဉ်ကကျွန်တော်ပြန်ပြီးအကုန်လုံးခြုံသုံးကနေမှာဆိုတော့အသင်းလုံးဒီ final နဲ့ titan နဲ့အသင်းဖြစ်လို့ဘာစီလိုနာသေးလဲဒီပွဲစဉ်မှာရှုံးနေပြီးတော့ကျွန်တော်စီး final ရဲ့ track ခဲ့ရဆိုပေမဲ့သူတို့ဒီလေ final တက်မှာဆိုတော့ titan နဲ့ခြေစွမ်းနဲ့ titan နဲ့ကျွန်တော်စွမ်းဆောင်ရုံမှာတွေ့ရတယ်အဲ့လိုပဲ inter milan ဒီလေဘာစီလိုနာလိုအသင်းကောင်းတသင်းဒီယာဒီမှာအကောင်းဆုံး form မိနေတဲ့အသင်းတွေအကောင်းဆုံးခြေစွမ်းများပြီးသူတို့မှာရှိတဲ့အားသာချက်တွေသူတို့မှာရှိတဲ့အားနည်းချက်တွေကိုအကောင်းဆုံးချိန်ညှိပြီးတော့ဗောနော်ဒီပွဲစဉ်မှာအကောင်းဆုံးအသုံးချပြီးတော့နောက်ဆင့်တက်ဖို့အတွက်ကြိုးစားဖို့တွေ့ရတယ်တခုရှိတာက ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဘာစီလိုနာအသင်းဒီမိနစ်90အတွင်းမှာဒီပွဲစဉ်မှာအနိုင်ရရှိဖို့အတွက်စွမ်းဆောင်ရည်ကောင်းတစ်ခုလုံလောက်ခဲ့တယ်ဆိုပေမဲ့လည်းသူတို့ရဲ့ပေါ်ရောခဲ့တဲ့အမားလေးတခုသူတို့ရဲ့ကျွန်တော်တို့တတိလက်မှုဖြစ်မိတဲ့တစ်ဖက်အသင်းကိုထင်သိမ်းမိတဲ့အနေထားလေးတစ်ခုအနေနဲ့ချစ်ပါဖို့ပြေးခဲ့ရပြီးသူတို့တက်ပေးဆက်မှုကြီးမားပါတယ်ခင်ဗျအဲ့တော့ဘာစီလိုနာနဲ့တော့လက်ရှိမှာတော့သူတို့ရဲ့လက်ရှိဆူပလာအားလုံးရရှိနိုင်နေဆိုတော့မြန်နေချက်ကနေချန်ပီယံလိဆူပလာတော့သူတို့ထောက်ဟောက်ခဲ့ရပြီနောက်ထပ်ကြံတာဆိုတော့လာလီကာမှာလာမယ့်ကျွန်တော်တို့ ဒီစနေတွင်းနေ့မှာဆိုရင် Real Madrid နဲ့ La Liga ကျွန်တော်ဒီ Superla အတွက်အဆုံးဖြတ်ကစားဖို့ရှိမယ်အဲ့တော့အဲပွဲစဉ်မှာပြန်ပြီးတော့ Barcelona နဲ့တော့အအောင်ဆိုင်ရမယ်တစ်ဖက်က Inter Milan နဲ့နောက်ထပ် Serie A မှာ Napoli နဲ့အပြိုင် Champions အတွက် Champions အတွက် Champions အတွက်တိုက်ပွဲဝင်နေရဆိုတဲ့အနေအထားမှာ ခုဒီ Champion League မှာလည်း final တက်သွားပြီဖြစ်တဲ့ကြောင့်မို့သူတို့ရဲ့နောက်ထပ်ပြိုင်ပွဲခုဖြစ်တဲ့ Serie A မှာပြန်ပြီးတော့အောင်ဆိုင်ကြရမယ် Coppa Italia မှာတော့ AC Milan ကိုရှုံးပြီးတော့ထွက်ခွာခဲ့ရပြီဖြစ်တဲ့ကြောင့်မို့သူတို့ဒီလည်းဒီ Yali မှာတော့ဖလားဆုံးတော့မသိနိုင်တော့ဘူးအဲ့တော့သူတို့ရဲ့လက်ရှိညွန်လင်းချက်ဖြစ်တဲ့ Champion League final မှာနောက်တစ်ဆင့်တက်လာမယ် PSG နဲ့ Arsenal အသင်းပဲသေးပဲအသင်းဖြစ်မလဲဆိုတော့ Inter Milan နဲ့စောင့်ကြည့်ပြီးတော့သူတို့အသင်းရဲ့ အခုလာမယ့်အီတလီစီးရီးပွဲစဉ်တွေမှာအောင်ဆိုင်အခုရှိတော့မယ်ဗျအဲ့တော့ဒါကတော့ကျွန်တော်မင်းညာရှင်ပြန်ကစားခဲ့တဲ့အင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ချန်ပီယံလိစီးရီးဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်ရဲ့ပွဲပြီးသုံးသချက်လေးဖြစ်ပါတယ်နောက်ထပ်နောက်ထပ်ဗီဒီယိုလေးလည်းကျွန်တော်ဒီ YouTube channel လေးမှာတင်ပြမှာမို့ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးထားကြပါဒီနေ့ညမှာရှင်ပြန်ကစားမယ့် PSG တင်တဲ့ Arsenal အသင်းတို့ရဲ့ပွဲကြိုသုံးသချက်ကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာတင်ပေးထားမှာမို့အားလုံးလည်းစောင့်ကြည့်အားပေးကြပါဦးဗျ like and subscribe လို့ရတဲ့ဒီကွေရှိနေကျွန်တော်ဗီဒီယိုလေးကို like လေးတွေ reel လေးတွေပေးခဲ့ပြီးပါ subscribe လို့ရတဲ့ဒီကွေရှိနေကျွန်တော် channel လေးကို subscribe လေးလုပ်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ